မင်္ဂလာပါရှင်ခုချိန်ကစပြီး2025ခုနှစ်ဇွန်လ2ရက်နေ့ညပိုင်းမှာတင်ပြပေးမယ့် Radio NUG ပြည်တွင်းသတင်းကောင်းစင်တွေကိုဖတ်ကြားပေးသွားပါမယ်။အာနာရှင်မန္တမြဆန်းကျင်ရဲ့ဒန်းတူညီများရဲ့အတွက်ဤပေါင်းဆောင်ပပေါင်းဆောင်နဲ့နေရာတီတီကပါဝင်နေကြတဲ့ LGBTIQ+ ရဲဘော်ရဲဘက်များကိုဂုဏ်ပြုအပ်တယ်လို့လူ့ခွင့်ရေးဆိုင်ရာဝန်ကြီးဆိုတဲ့သတင်းမြေပြင်ကြောင်များရှိဘုံခုချင်းတူဖို့ချင်းနဲ့လေချောင်းရံကာကွယ်ချင်းတို့နဲ့ဆက်လင်း၍လိုအပ်ချက်နဲ့ဆောင်ရွက်ထားရှိမှုအခြေအနေများဆွေးနွေးရတဲ့ လေကင်းသောဆေးရုံများတည်ဆောက်နိုင်ရေးကျမိုင်းဝန်ကြီးဌာနဒုတိယဝန်ကြီးဗမခဒေါက်တာခင်မောင်လွင်ကတိုက်တွန်းတဲ့တဲ့ငလင်ဘေးဒီမြန်မာပြည်သူပြည်သမတတန်အတွက်တောင်းခံထားသောအမေရိကန်ဒေါ်လာ295ဒက်နမဒေါ်လာ63ဒက်မ8တန်းကန်ကလက်ခံရရှိထားသေးတယ်လို့ UN OCHA မြန်မာထုတ်ပြန်တဲ့သတင်းနဲ့ဒေါ်ဆန်စုကြည်ရဲ့အသက်80ပြည့်ဝင်းနေအထိမ့်မှန်နေတဲ့ challenge တစ်ခုလုပ်ဖို့ သားငယ်ဖြစ်သူကိုထိန်လင်းဖိတ်ခေါ်တဲ့တဲ့ရင်ပါဝင်ခြားတဲ့ရင်เจ้าရတွေကိုတင်ပြပေးသွားမှာဖြစ်ပါတယ်ရှင်။